阿妈，你查没人家？阿天欧西亚人，我讲真话，我彪班的。我说阿天欧西亚傻佬，别得个他干的，阿古死拉的。阿天欧西亚人，我讲真话，我彪班的。哎，阿天欧西亚，我讲不定听阿天欧西亚哪路来？怎么，Korea 大的看嘛？Korea 少的？哎嘛，西耶度的个？阿天欧西亚呢？未打死过耶？哦，不录号了。天底下的错，录的错西家。 ။အဲ့ဒါကျွန်မဒီလိုစကားပြောလိုက်တယ်။ဒီမှာရှိတဲ့အသိဉာဏ်ဆရာတွေကတာမန်မဟုတ်ဘူးလို့အပြင်မှာလှုပ်ထွက်လို့လဲစားရတယ်လို့။ဟုတ်လား။သို့ပေမဲ့ရှိသမျှအခွင့်အရေးတွေအလုံးအရက်အရာတွေအလုံးလှုပ်ဆောင်နိုင်စွမ်းတွေအလုံးကိုချန်ထားခဲ့ပြီးတော့မှတဲ့ကိုချစ်ပြီးတော့တင်းရဲ့ဝိညာဉ်ရေးအတက်တာတွေအောက်ချုပ်ခံပြီးတော့အမှုတော်ဆောင်ပေးနေတဲ့သူတွေကိုတံပိုးထားကြပါအာမင်တံပိုးထားကြပါ တဲ့အခါမှာကျွန်မဒီလိုပြောလို့ရှိရယ်တတိရှင်အလောက်ထပ်ပြီးတော့အမှုတော်ဆောင်တစ်သလုံးလုပ်ကြည့်ပါအဲ့လုလုရဲတဲ့သူရှိလားအမှုတော်ဆောင်နေမပါဘူးဘယ်သူမှတတိမရှိဘူးဒါကြောင့်အမှုတော်ဆောင်ကိုမပြစ်မနဲ့ဘာကြောင့်လဲဒီလားသူတို့ကအချိန်ပြည့်အချိန်ပိုင်းမဟုတ်ဘူးအချိန်ပြည့်အလုံးလုံးနေတဲ့စာတန်ကိုအနိုင်ပိုင်းဖို့ရန်အတွက်အချိန်ပြည့်အမှုတော်ဆောင်ဆိုရလို့အချိန်ပိုင်း ရားနောက်ကိုလိုက်ပြီးတော့အချိန်ပြည့်အလုံးလုံးနေတဲ့စာတန်ကိုဘယ်တော့မှမနိုင်ဘူးဟယ်လိုဒါကြောင့်မလို့ကျမတို့ကအချိန်ပြည့်အလုံးလုံးနေတဲ့ယန္တူကိုနိုင်ဖို့ရန်အတွက်ဖရားနောက်ကိုအချိန်ပြည့်လိုက်နေတဲ့သူတွေကိုတန်ဖိုးပေးတတ်ဖို့အရေးကြီးတယ်ဟာလေလုယာဒါဆိုပြောလိုက်မယ်ချို့တော်သူတွေကဆီယမတချို့တော်အမှုတော်ဆောင်ကမမှန်ဘူးလေမမှန်ရင်ဖရားခင်သူ့ကိုတိုက်ရိုက်ရိုက်လိမ့်မယ်ဖရားကဘလို့တော့စုံးမမလဲဆိုတော့ အခုရှိတဲ့ယုံကြည်သူတွေထက်သူတို့ကိုနှစ်ဆဆုံးမမယ်တို့တို့ပြည်တနာကဘာလဲဆိုယုံကြည်သူတွေကသွားသွားပြီးတော့ဖယားသခင်မဆုံးမခင်ဆုံးမခြင်းတာဖယားသခင်တရားမစီရင်ခင်တရားစီရင်ခြင်းတာတနည်းအားဖြင့်ဖယားထက်ကြီးမြတ်ခြင်းနဲ့ယုံကြည်သူတို့ချိုးရှိတယ်ဖယားထက်ကိုတရားစီရင်ခြင်းနဲ့ပုံကိုတချိုးရှိအဲ့ဒါဘာဖြစ်သွားတယ်လဲဆိုတော့ဒီမှာလာပြီးဆိုပါစို့ဒါကမမှန်တဲ့အမှုဆောင်ဒီမိုက်ကမမှန်တဲ့အမှုဆောင်ပဲဆိုပါစို့ဒါနဲ့သူက မှားရင်းတဲ့အမှုရာကိုသူပြုတ်တဲ့အတွက်ကြောင့်မလို့ဘုရားရဲ့လက်တော်ကသူ့ကိုဆုံးမဖို့ရန်အတွက်လာနေတဲ့အချိန်မှာဘုရားလာတာတော်တော်နှေးတာပဲလို့သင်ကသဘောထားပြီးတော့မှအဲ့ဒီအမှုဆောင်ကိုအဆက်ခွဲပွင့်တဲ့သင်ကပြင်ဆင်ပြီးတော့ Facebook ပေါ်တင်နေပဲဆိုပါစို့ဒါမှမဟုတ်သူ့ကိုသွားရောက်ပြီးတော့ဒိုက်ရိုက်အဆက်ခွဲတာပဲဖြစ်တယ်ဆိုပါစို့ဒါမှမဟုတ်အခြားသောသူတွေကိုလိုက်လံလှက်ပတ်ပြီးတော့မှသူ့ရဲ့နော်အပုပ်သတင်းကိုချိန်ညာပေးတယ်ဆိုပါစို့အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုတော့သင်က အဲ့ဒီအမှုဆောင်ကိုဆုံးမတဲ့အရာနဲ့တူတယ်။ဘုရားသခင်ဖုံးအုပ်ပေးထားတဲ့အရာကိုသွားပြီးတော့လှန်ကျင်တာလေ။အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဟိုလူကမဆုံးမခင်ကိုကလက်ကြားထဲမှာထိုးခံလိုက်တော့ဟိုလူကမထိပဲဘသူ့ကိုထိ။အဲ့လိုလူတွေဘယ်နှယောက်ရှိခဲ့ပြီလဲ။နှစတော့ဆုံးမခြင်းကသူ့ပုံမရောက်ပဲအကိုစီကိုရောက်လာစရာအကြောင်းရှိတယ်။ဒါဆိုရင်အမှုတော်ဆောင်နေမှ ာဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ဆက်ကျင်ဘက်ဖြစ်နေတဲ့ရာကိုလက်ပိုက်ကြည့်နေရမှာလားလို့သင်ကျွန်မကိုပြောတယ်ဆိုအဲ့လိုလည်းမဟုတ်ပြန်ဘူးအဲ့တင်ဘာလို့ရမလဲဆိုတော့အဲ့ဒီသူတို့အဲ့အမှုဆောင်ရဲ့နော် level 2တဲ့သူတွေကိုသွားပြီးတော့သင်ဟာပြောပြပြီးတော့အဲ့ဒီရာကိုတကယ်ကန်တွယ်ဖြည့်ရှင်းနိုင်တဲ့သူကိုရွေးချယ်ပြီးလူတိုင်းမဟုတ်ဘူးနော်ရွေးချယ်ပြီးတော့ပြောပြမှာဖြစ်တယ်အဲ့ဒီအရာကမှပဲစစ်မှန်တဲ့ရလက်ကိုရမှာတနည်းအားဖြင့်ဒီအရာကဉာဏ်ပညာနဲ့ရှင်ပြီးတော့လှုပ်လိုက်တဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ် ဘယ်နှမရှိသောသူကိုပြပါအမှုတော်ဆောင်ကိုပုံကန်တဲ့အရာမလုပ်မိစေနဲ့။ဘာကြောင့်လဲဘာကြောင့်လဲတလုံးတဝရတယ်ရှင်နေစေဖွင့်တယ်ဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်တန်းစာတစ်ချက်တည်းမှာဘလောက်တောင်ပြောထားလဲဆိုတော့အဲ့ဒီအမှုတော်ဆောင်မှာသွားတယ်နောင်တရတယ်ဆိုနေရမှန်သူ့ပြန်ထားတယ်ပြန်ခန့်လို့ရတယ်။ဟယ်လိုအဲ့ဒီလောက်ထိတော်ဘုရားသခင်ကဂယုနာနဲ့သစ္စာနဲ့ပြည့်တော်ဘုရားရှင်ဖြစ်တယ်။